တနေ့ကတော့မှပဲရန်ကုန်ဘက်ကအမျိုးသမီးတယောက်က စာလေးနဲ့ရှောက်တယ်သူတို့မတရားဟုတ်တယ်ဆုံးသွားဆုံးသွားတဲ့အခါမှာသူဆုံးသွားတဲ့နေ့ကနေစပြီးတော့နေ့တိုင်းနဲ့တအိမ်လုံးကအမွှေးနံ့တာတွေခဏခဏတွေ့ဘဲသွားသွားမွှေးနံ့တာတွေမွှေးချိုင်နေတဲ့အနံ့တွေရရနေတယ်ပေါ့ဖះသွားရင်လည်း မွေးကြိုင်သူတို့ကအဲ့ဒါမွေးကြိုင်နေတဲ့အနတ်နေပြီတော့မကြွတ်ဘူးပေါ့လေမကြွတ်လို့ဘာကုသိုလ်လုပ်ပြီးအမျှဝေရမှာမေးတော့ဘုန်းကြီးကအေးမွေးတဲ့အနတ်နာပြတယ်ဆိုတာ तू ဘုံမစိုးနတ်ဖြစ်တာလို့နတ်ဖြစ်နေတဲ့ကိုယ့်ရဲ့ตาတဲ့ပုဂ္ဂိုလ်သွားပြီးကြွတ်အောင်လုပ်ရင် ကိုယ်ပဲကြွတ်အောင်လုပ်အောင်လို့เนาะလူတွေကသေသွားတဲ့လူက အနိဗ္ဗာန်ရောက်နေမကြွဘူးကြီးပဲထင်တာကိုယ်လည်းကြွတာကြအဲ့တော့နတ်ဖြစ်နေတာသူကံနဲ့သူပဲလို့ဒါကိုယ်ကဘာမှကြောက်အောင်လုပ်စရာမလိုဘူးကုသိုလ်ကောင်းမှုလို့အမြပေးသူ့မှာဘုံတကိုပဲတက်မယ်ကြွတ်အောင်ဆိုတာလူတွေကတည်သွားရင်ကြွတ်ဖို့ပဲစဉ်းစားတာလေတည်သွားရင်ဘယ်လိုနဲ့နေနေကြွတ်အောင်အဲ့တော့သူရောက်တဲ့ဘုံကကောင်းတဲ့ဘုံလားဆိုးတဲ့ဘုံလားဒါပဲကြည့်အောင် မကြဘူးလို့လူတွေပြောရအောင်အိမ်ပေါ်မှာတရေဖြစ်နေတာတို့တဆေဖြစ်နေတာတို့ခြောက်လှန့်နေတာတို့မကောင်းတဲ့အပုပ်နံတွေပေးနေတာဆိုရင်တော့ဒါမကောင်းဆိုးဝါးဖြစ်နေအဲ့ဒါဆိုရင်ကုသိုလ်ကောင်းမှုတွေလှုပ်အမြတ်တမ်းတွေပေးဝေးသူ့မှာစားစရာမရှိတောက်စရာမရှိအဝတ်အဝတ်မပါဗလာကိုရီးဖြစ်နေတဲ့ဆိုရင်အဝတ်လှူပြီးတော့အမြတ်တမ်းပေးဝေးစားစရာမရှိဘူးဆိုစားစရာလူအမြပေးဝေနေစရာမရှိဘူးဆိုနေစရာလူအမြပေးဝေ ဒီလိုသာလောက်ကြရတာပေါ့အခုလို့အမွေးကြိုင်အနတ်နေပေးတယ်ဆိုတာသူကောင်းရပုံကိုရောက်နေတယ်ဆိုတဲ့အထိပ္ပယ်ပြသို့တော်လဲမိသားစုတန်ရောစင်နဲ့တခြားမှာမရှိဘူးကိုယ့်အိမ်ပေါ်မှာနေတယ်။ဘာဖြစ်လဲကိုကိုဆောင်အိမ်ဆောင်နဲ့ပဲအိမ်ဆောင်နဲ့ဆိုတာအိမ်ကိုတမင်လာစောင့်နေတာတော့ပဲဟုတ်မလဲသူ့ရဲ့ဘုံဘေးမှာဒီအိမ်နဲ့ဆက်ဆက်နေကိုဆောင်နဲ့ဆိုလို့ကိုကိုလာစောင့်နေတာပဲဟုတ်မလား သူ့ဘုရားမှာဂျူတီချထားတာမှမဟုတ်တာပဲလက်ခပေးထားတာမှမဟုတ်တာကိုယ်နဲ့ဆက်ဆက်ပြီးဖြစ်လို့ခေါ်ကြတာလေကိုဆောင်နဲ့တို့ဘာလို့ဆိုတာဘဝဆိုတာကိုယ်နဲ့ပတ်သက်ပြီးဖြစ်နေတယ်အများကြီးကြားဝူးတယ်မို့လားလူတွေရဲ့ဘိုက်ထဲမှာပိုးမျိုး80ဆိုတာကြားဝူးတယ်မို့လားဘိုက်ထဲမှာပိုးကောင်းတွေရှိတယ်ပုံမျိုး80ဆိုတာအကောင်80ကိုပြောတာမဟုတ်ဘူးအမျိုးပေါင်း80ရှိတာပြောတာ ပိုမျိုး80ဆိုတာအကောင်80ကိုပြောတာမဟုတ်ဘူး80တဲ့ပိုနိုင်တယ်အမျိုးပေါင်းကို80ရှိတယ်လို့ပြောတာဒါကိုနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာပဲလေအဲ့ဒါလိုပဲတတဝါဆိုတာကိုနဲ့ပတ်သက်ဖြစ်တာတွေအများကြီးဟိုးဒုတိယကဘာစစ်ဖြစ်ပြီကသာတော့ဆိုရင်တော့ညမနိုင်ငံလူတွေမှာခေါင်းတန်းကြတာတို့အင်းကြီးဘောကိုတန်းနေတို့ခေါင်းခေါင်းကတန်းနေတို့ဆိုအမှန်တမ်း လူတွေမှာတန်းနေတို့ဝဲတွေတို့ဆွဲတာတွေအများကြီးရှိတယ်။ဘုန်းကြီးတို့ငယ်စဉ်ကလည်းအင်းကြီးချွတ်လိုက်လို့ရှိရင် ချုပ်ရိုးမှာတန်းနေတွေ့တယ်။နော်ဘယ်ဟာရောက်လာတာမှမသိဘူး။အင်းကြီးချုပ်ရိုးကြတဲ့မှာတန်းနေဆိုတာရှိတယ်။သဘင်ထားတဲ့လူတွေလည်းခေါင်းထဲမှာတန်းနေအဲ့ဒီလိုကိုယ်နဲ့ပတ်သက်ပြီးတော့သရဝါရီဆိုတာဖြစ်တတ်တယ်ပေါ့။ဒီလိုဆိုတာပေါ့။ အဲ့တော့ဘသူပဲဖြစ်ဖြစ်တည်သည်ချားမဲ့မှာတရဝါတစ်ခုလို့ဖြစ်တယ်တရဝါတစ်ခုတော့ဖြစ်မှာသူဟာကုသိုလ်ကောင်းမှုလုပ်ခဲ့ရင်ကောင်းကျိုးချမ်းသာတွေရဖို့ဖြစ်မှာအကုသိုလ်တွေလုပ်ရင်တော့မကောင်းတဲ့ဟာဖြစ်ကြားဘူးတယ်မို့လားရှင်းတော့ကဘုရားလက်ထက်ကတရားဓမ္မတွေရှင်းရှင်းကြိုးကိုအထောက်လာတဲ့ယဟန်မယ်ကောင်းကောင်းနေတဲ့ယဟန်မယ်တရားတွေအထောက်သို့သော် သူညီမကပိတ်ကလေးချောနေအောင်ရက်ပြီးတော့သင်္ကန်းလေးချုပ်ပြီးတော့လှူလိုက်တာမနေ့ကဝတ်မယ်ဒီသင်္ကန်းလေးပေါ်မှာနည်းနည်းတန်ရောစင်နေဖြစ်သွားညကြတော့အဲ့ဒီကိုယ်တော်ပြန်တော်မူတဲ့အခါကျတော့သင်္ကန်းထဲတော်ပြီးတန်းဖြစ်တယ်ဆိုတာလေတိတ်တာဆိုတယ်ဆွဲလန်းတော်လို့ရှိရင်ဖြစ်တတ်တယ်အကုသိုလ်ဆွဲလန်းတဲ့အကုသိုလ်ကြောင့်သင်္ကန်းမှာတန်းစားဖြစ်တယ်မနေ့ကြတော့ ဒီကိုယ်တော်ပြန်တော်မူသွားပြီဆိုတော့သူတင်ငန်းကိုတန်ဃာတွေကဝေဘာဏိကပြုတ်မယ်ဆိုတော့တန်ကအော်လိုက်တာလေငါတင်ငန်းမယူချနဲ့ငါတင်ငန်းမယူချနဲ့လို့အဲ့ဒီအော်တာကိုတမန်လူတွေရဲ့နားထဲမှာမကြားရဘူးမြတ်စွာဘုရားကဒိဗ္ဗသောတာနဲ့နားထောင်တော့ကြားနေရအဲ့ဒါနဲ့ယဟန်တွေကိုမြတ်စွာဘုရားဒီတင်ငန်းကိုထားလိုက်ကြမလို့ကြနဲ့ခொနည်းပြည့်အောင်ဒီတိုင်းထား ဘယ်သူမှမယူပဲသူ့နေရာလေးသူပြန်ထားလိုက်တော့မှတန်းလေးကသူ့ပစ္စည်းဘယ်သူမှမလာလို့တော့သူငြိမ့်သက်သွားခொနည်းပြည့်တဲ့အခါသူ့တတန်းစိတ်လို့တေသွားပြီတာဝရိန္ဒနတ်ပြည့်ရောက်သွားတယ်အဲ့ဒီကြတော့မှသင်္ကန်းကိုဝေဘန္ဒီကပြုချက်ဆိုလိုတာကတေခဏီမှတခုခုဖြစ်သွားလို့ရှင် မကောင်းတဲ့ဘုံဘဝရောက်သွားနိုင်တတ်တယ်တဲ့ဒါကိုတတိထားအဲ့ဒါကြောင့်မို့လို့လူမမာသွားမေးပါးစပ်ပိတ်ပြီးသွားမေး တောင်ပြောမြောက်ပြောမပြောကြနဲ့ပြောလို့ရှိရင်ဟိုကလူကအကုန်ကြားပြန်လာမပြောနိုင်တာအကုန်ကြားစိတ်ညစ်စရာတွေသွားပြောရင်သူခင်ဗျာဒုက္ခရောက်ရှာတာအေးဒါတွေကဆင်ញင်တဲ့နေပေါ့တချို့ကတူးတူးပြောတာမဟုတ်အကျဉ်းကြီးပြောတာဒီတောင်ကတော့မကြော်တော့ပါဘူးဆရာဝန်ကလက်လျှော့လိုက်အိမ်ပြန်ခေါ်ခိုင်းနေပြီသူဘာလို့လျှောက်ပြောတယ်အဲ့လိုတွေလုပ်မဲ့ဆိုလို့ရှိရင် အစင်တွန်းပို့လိုက်တာနဲ့တူတူပဲအေးဒါကြောင့်မလို့ကိုယ့်ကိုယ်ဒီကနေ့အချိန်မှလည်းပဲကောင်းတာတွေကိုအာရုံပြုနိုင်အောင်လေ့ကျင့်တာလူတိုင်းလူတိုင်းဟာတနေ့တော့သိမှာပဲမသိခင်အာရုံပြုနိုင်အောင်လေ့ကျင့်ရမယ်ဒီလိုဆိုအဲ့ဒါကိုအခုပြောတာနော်ဒုက္ခိသကတပုညာနာဣဒ္ဓစေဝပဋ္ဌာ ဒုက္ခအာဂတပုံညာနံဣဒ္ဓနတ္တိပြဋ္ဌာသဒုက္ခိသအာဂတပုံညာနံဣဒ္ဓစေဝပြဋ္ဌာသဒီစကားပိုင်းလေးတွေကိုမှတ်ထားဖို့ရကုသကောင်မှုမလုပ်ဘူးဆိုရင်ဘဝမှာဒီဘဝပဲဖြစ်ဖြစ်နောက်ဘဝပဲဖြစ်ဖြစ်အရှင်ပြေဖို့ချမ်းသာဖို့မဖြစ်နိုင်ဘူးကုသကောင်မှုလှုပ်ထားတဲ့ပုံကိုယ်တွေဖို့ဒီဘဝမှာလည်းအရှင်ပြေနိုင်တယ်နောက်ဘဝမှာလည်းအရှင်ပြေနိုင်တယ် ဒီဘဝလည်းချမ်းသာနိုင်တယ်နောက်ဘဝလည်းချမ်းသာဒါကြောင့်မလို့ဘုန်းကြီးတို့တွေရရှိနေတဲ့အချိန်မှာကုသိုလ်ကောင်းမှုလုံးဝမယ်တရဏဂုံဆောက်တည်တာလည်းကုသိုလ်ကောင်းမှုပဲပါဏာတိပါဒဝေရမဏိသိက္ခာပုဒ်တွေဆောက်တည်တယ်လေးလေးနက်နက်ထားတယ်သူများတန်ခါမတတ်ဘူးသူများဥစ္စာမခိုးဘူးအလေးနဲ့ထားပြီးဆောက်တည်အဲ့ဒီကုသိုလ်တွေကသေးတဲ့ကုသိုလ်မဟုတ်ဘူးအမတန်ကြီးမားတဲ့ကုသိုလ်တွေလို့ဒီလိုဆိုတယ် တလောက်တင်မဲ့ကောင်းရသူကတိရောက်ဖို့ရစိတ်ချနေရတယ်နော်တရဏေကိုစောင့်တည်လိုက်တာနဲ့အပယ်လေးပုံကလွတ်နိုင်တယ်ငါးပါးတိလာစောင့်တည်လိုက်ထိတဲ့ပို့ပြီးတော့ခိုင်မာသွားတယ်ပေါ့တာမန်ကုသိုလ်လေးလို့မအောင်မေ့လေးနဲ့ဒီကုသိုလ်ဟာအမတန်မှချီးမားတယ်လို့ဒီဇလန်းရကြည့်ကြည့်လိုက်တာဝတိပြေမှာ ရသဗျာကိုကိုယ်ဝယ်စိတ်ကတဲ့ဥပတ္တကတရားရှိတခါကြီးတရားသူနဲ့အဖော်တွေဥပတ္တကတွေများစွာရသဗျာကြောင်းတော်တူတူသွားကြတယ်တရားနာကြတယ်ရသဗျာတရားနာပြီးတော့တရက်တော့သူပါလို့သူ့အိမ်ကိုတန်ခါ၄ပါအမြဲတမ်းဆုံးကတ်ခြင်းတယ်သူနေဆဗတ္တလို့ခေါ် အခုခေတ်တော့ဗမာလူမျိုးတွေမှာဆွမ်းကန်ကိုတော်ဆိုပြီးတော့ဖိတ်ထားလေးရှိကြတယ်မလားထိုင်ကိုတော်လို့ခေါ်တယ်ထိုင်ကိုတော်ဆွမ်းကန်ဖိတ်ထားပြီးတော့ကိုယ့်အိမ်မှာထိုင်ကိုတော်ပင့်ထားတာလို့ပဲအဲ့တော့အမြဲတမ်းဆွမ်းကန်မယ်ဆိုပြီးတော့ရဟန်းတန်ခါလေးပါပင့်တယ်ပင့်ပြီးတော့အလှဲ့ကျကြွဖို့စီမံအုပ်ချုပ်တဲ့ရဟန်းကိုရှောက်ထားပြီးတော့နေ့စဉ်နဲ့အမြအိမ်မှာ ရန်တော်၄ပါးအတွက်ဆုံးပွဲပြင်တာအဲ့ဒီမှာဒီတကကြီးကသူ့အိမ်မှာထမင်းချက်ဝေယဝိဇ္ဇလှုပ်တဲ့အမျိုးသမီးရှေးတုန်းကတော့ကျွန်မလို့ခေါ်တာပေါ့နော်အမျိုးသမီးကိုသူကတောင်းဝန်ပေးထားတယ်ငါတန်ခါလေးပါအမြဲတမ်းအိမ်ကြွလိုက်မယ်အဲ့တော့အိမ်ကြွတော့ဝေယဝိဇ္ဇတွေချက်ဖို့ပြုတ်ဖို့တန်ခါလေးပါကိုဆုံးကပ်ဖို့မင်းတောင်းဝန်ယူဆိုပြီးတော့သူ့ကိုခိုင်းထားခိုင်းထားတယ် ဲ့လိုခိုင်းထားတဲ့အခါကျတော့အဲ့ဒီအိမ်မှာဓမင်းချင်းဓမင်းဟင်းချက်ပြုတ်ဝေယဝိဇ္ဇလုံးတဲ့မျိုးသမီးရဘလောက်တရားတရားကောင်းလို့ဆိုသူကိုယ်တိုင်းကိုယ်ကလည်းတရားဆောင်အားရှိတယ်ကိုချင်းတီလာလည်းကောင်းတယ်စိတ်ကောင်းနှလုံးကောင်းထားတော့ကိုဘိယင်ဘိတန်ဃာတွေကြောက်မလာခင်ကကျွတ်တင်ပြီးတော့ချက်ပြုတ်စီမံထားတယ်ထိုင်မှုနေရာတွေကျွတ်တင်ပြင်ဆင်ထားတယ် အမွေနတ်သားတွေဘာတွေလုတ်ပေးထားတယ်ရေတွေဘာတွေအစင်းနဲ့လုတ်ထားတယ်။တန်ရှင်းရေးတွေအလုံးလုတ်ထားပြီးနေတိုင်းတတ်တတ်ပြပြမနဲ့စောရိပ်ထားပြီးဘုရားဝိဇ္ဇာသူလုတ်တယ်။တရက်လည်းမဟုတ်ဘူးနေစင်တဲ့အမြ။အဲဒီလိုကိုပြီးရင်ပြီးကြိုးစားပြီးတော့တန်ခါတွေကိုနေတိုင်းဝတ်ပြုတယ်အဲ့မျိုးသမီး။ဟောသူပစ္စည်းနဲ့လုတ်တာမဟုတ်ဘူးသူမြတ်ပစ္စည်းနဲ့လုတ်တာနော်။အဲ့ဒီလို့ စိတ်ပံလက်ပံကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါသူကိုယ်တိုင်ကလည်းပဲတရားဓမ္မနဲ့သိလို့စိတ်ရှိတော့တရက်တော့ဆွမ်းခံကြွလာတဲ့ဆွမ်းစားကြွလာတဲ့မထေကြီးတွေထံချင်းကပ်ပြီအရှင်ဘုရားတဲ့တပည့်တော်တို့ဘဝဆိုတာအိုခြင်းနာခြင်းသိခြင်းဆိုတာတွေနဲ့မကင်းနိုင်ပါဘူးတဲ့အဲ့ဒီလိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်အောင် တပည့်တို့တပည့်တို့ဘာလုပ်ရမလဲဘာလုပ်ရမေးတာเนาะသူကလောကလူတွေတချို့ဆိုစင့်တော်မစင်စားဘူးเนาะအိုရာသူကသူအိုတယ်လို့ထင်တယ်နာရာသူကသူတေးတာလည်းသူကသူတေးတယ်လို့ထင်တယ်မစင်စားဘူးသူကတော့စင်စားတယ်တပည့်တို့ဒီဘဝမှာလဲအိုရအောင်မယ်အိုပြီးရင်တေးရအောင်မယ်နောက်ဘဝကျတော့ပြန်မွေးရအောင်မယ် မွေးပြီးရင်အိုဥမှာပဲတေဥမှာကိုရှိက သွားနေတဲ့ပုံကိုကြီးလိုက်ဒီတိုင်းပဲအဲ့တော့အဲ့ဒီလိုတန်တရာကြီးကလွတ်ဖို့အဆုံးသတ်ဖို့ဆိုရင်တပီတော့မလုပ်ရဘူးဆိုတော့ရန်တော်တွေကသူ့ကိုတရားဟောတယ်တရဏဂုံကိုစောက်တည်ဘုရားဆုံးမကိုလိုက်နာဖို့တရဏဂုံစောက်တည်ဘုရားကိုကိုယ်ပဲစိတ်ကပြီးတဲ့အခါ၅ပါးတိလလုံညုံအောင်ထိန်း ငါးပါးတိလလုံးချောင်းထိကိုယ်စိတ်လေးကိုငါးပါးတိလလဲဆွဲဆွဲမြဲမြဲထားဥပုပ်တရင်ဆောက်တည်တယ်ဥပုပ်နေတယ်မှာဆိုရင်၈ပါးတိလဆောက်တည်ဘုရားတရားဟောတဲ့အခါတန်ဃာတွေတရားဟောတဲ့အခါမှာတရားဓမ္မနာနောက်ဆုံးမှာကုခန္ဓာကုသနာမှာရှိတဲ့ယုတ်နဲ့နာယုတ်ရဲ့နာရဲ့ဒီနှမျိုးပဲရှိတယ်ဒီယုတ်နံကိုပဲ အများပုရုဇဉ်တတဝါတွေကငါလို့ထင်ကြတယ်ငါဟာလို့ထင်ကြတယ်တကယ်တော့ငါဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးယုံ nant တတ်တတ်တာရှိတယ်ဒီတရားတွေဟာလည်းမြဲတာမဟုတ်ဘူးအခုဖြစ်ပြီးခုပြတ်သွားတာဒါကြောင့်အနိစ္စလို့ပြောတာမမြဲမှုတွေကအမြဲတမ်းနှောက်ယှက်နေလို့ဒုက္ခလို့ပြောတာဒါကိုကိုယ်ဘာမှမတတ်နိုင်လို့အနတ္တလို့ပြောတာလို့ဝိပဿနာတရားကိုဘယ်လိုအားထုတ်ရလဲဆိုပြီးတော့ ရှင်းပြတဲ့အခါမှာတလေးတစားနားထောင်ပြီးတော့ငါဘာသီလာလုံအောင်ဆောင်ထိတ်နေဥပုပ်နေ့သတင်းနေ့တွေမှာဥပုပ်ဆောင်နေအားလတ်တဲ့အချိန်တိုင်းမှာ ကမ္မထန်ထိုင်နေမိမိရဲ့ဒီမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတယ်ဥပမာမဲ့ထွက်လေဝင်လေလေးပဲကြည့်လိုက်အောင်ထွက်လေလေးဟာထွက်သွားတာနဲ့ ပျောက်ပြက်သွားတာဝင်လာတာကလေအစ်စ်ဝင်သွားပြီးရင်ပျောက်သွားပြန်ရောအခိုက်ကလေးတွေအခိုက်ကလေးတွေမှာခဏလေးခဏလေးတွေမှာဖြစ်ဖြစ်ပြီးပျောက်သွားအထူးသဖြင့်ပိုးထင်ရှားတာလူတွေစကားပြောတဲ့အပံမဲကြီးရှေ့ကအပံပျောက်သွားတယ်နောက်ကအပံပေါ်တယ်ရှေ့ကအပံပျောက်ဒီတိုင်းပဲပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့အနေအထားတစ်ခုမမြဲတဲ့သဘောတွေကိုအခုလို့ဆင်ញင်စဉ်းစားပြီးတော့ တရားဓမ္မကျင့်ကြံအကျိုးကိုအထောက်လိုက်တာသူကဘာဖြစ်သွားလဲဆို16နှစ်တည်းရဟန်းတော်တွေရဲ့အဆုံးအမတိုင်းသူတရားထိုင်တယ်ဝိပဿနာရှုတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားတွေနံတရားတွေရဲ့သဘာဝတရားကိုမြင်အောင်ရှုတယ်မြင်အောင်ရှုလိုက်တဲ့အခါသူကဖြစ်လာတယ်ဆို16နှစ်ကြာတဲ့အခါကျတော့သစ္စာလေးပါးကိုသိပြီးတော့တောတပံဖြစ်ပါစား နော်အဲ့ဒါသူများအိမ်မှာ အလုံးလုံးစားရတဲ့အမျိုးသမီးပဲသူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းဘာမှမရှိဘူးကိုပြီးရင်မိကုသကောင်းမှုတွေလောက်တာအေးတရားဓမ္မတွေနာယူပြီးအလေးနဲ့ထားပြီးချင့်ချင်ကျုပ်ကိုအားထုတ်တော့သောတ္တဗံဖြစ်တယ်သောတ္တဗံဖြစ်လို့လူ့ဘဝအဆုံးသတ်သွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည်မှာသကြမင်းရဲ့အနိကတ် တရားမင်းရဲ့မိဖုရားတစ်ပါးသွားဖြစ်တယ်ကောအာလုံးရံရွေတော်တွေကသူ့ကိုလေးပေးရတယ်နော်အစင်တန်းအဲ့လိုမြင့်ပြီးတော့နတ်ပြည်ကခြံသုခကိုခံစားရတယ်အဲ့ဒီလိုနတ်ပြည်ရောက်နေတာသာဝတိပြည်ကတထေးအိမ်မှာအလုံးလုံးတဲ့အမျိုးသမီးတယောက်ဟာကုသကောင်းမှုတွေလုပ်သွားတဲ့အတွက်ကြောင့်နတ်ပြည်ရောက်တာတရက်ကြတော့ရှင်မောဂလံမထေရမြတ်ကနတ်ပြည်ကိုကြွသွားပြီး ။ဘုံမိမ့်မှန်နေလျှောက်ပြီးတော့ကြည့်တယ်။ကြည့်တဲ့အခါတရားမင်းကြီးအနိကဘုံတွေကိုကြည့်တဲ့တရားမင်းကြီးရဲ့မိဖုရားတွေထဲမှာသွားဒီအမျိုးသမီးကိုသွားတွေ့တော့မေးတယ်ရှမောက္ကလံကရှမောက္ကလံကကုသိုလ်ကောင်းမှုတွေလိုက်ပြီးတော့မေးမြန်းစုံစမ်းမေးမြန်းစုံစမ်းတဲ့အခါရှမောက္ကလံဗာမေးတော့ဆိုမနုဿဗုဒ္ဓဂိမကာတိပုံညာ လူဘွားတော်ကဘာကုသိုလ်တွေလုပ်ခဲ့တာတုန်းနဲ့ဒါလောက်အဆင့်တန်းမြင့်အောင်ခုလိုအဆင့်တန်းမြင့်မြင့်ချမ်းသာဒုက္ခရနေတာလူဘွားတော်ကဘာကုသိုလ်တွေများလုပ်ခဲ့လို့ရောလို့ရှင်မောကလန်မေးတဲ့အခါကျတော့သူကပြုံးပြီးတော့ဘာပြောတော့ဆိုရင်အဟံမနုဿေသူမနုဿဘုဒ္ဓါဓာတိအဟောတိပရပတိယာကုလေရှင်ဗျားတဲ့တပည့်တော်လူလူဖြစ်တုံးကလည်း ူများရဲ့အစေပါခံရတဲ့ကျွမ်းမတူပါတဲ့ဟောသူပြောတာနော်အတိတ်ဘဝတုန်းကတဲ့တပည့်တော်ဟာသူတပားအိမ်မှာအစေခိုင်းခန်းနေတဲ့ကျွမ်းမတူတာဖြစ်ပါတယ်တဲ့အဲ့ဒီကျွမ်းမဖြစ်ပေမဲ့လို့တပည့်တော်မှာဥပတိကစက္ခုမတော်ဂေါရမတယတ္တိနောဂုံတရင်ကြည်တော်မူတဲ့ဂေါရမမြတ်စွာဘုရားရဲ့ ဥပတိကမဂေါရမဘုရားကိုကိုယ်ဝယ်သိကတ်တဲ့ဘုရားဝါဒဝင်တူဖြစ်ပါတယ်ဒီလိုပြောတာနော်ဥခိဝါရနဲ့ဆိုရင်ဥပတိကဆိုတာဘုရားဝါဒတူဖြစ်ပါတယ်ဘုရားတရားတန်ခါယရဏသုံးပါးကိုသိကတ်ကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီလိုဘုရားဝါဒဘုရားကိုကိုယ်ဝယ်သိကတ်တဲ့မျိုးသမီးဖြစ်တဲ့အခါမှာတဲ့တတမေနိကမောအာတိသာသနေတတတာတိနောတိမတ်တဲ့ အယီချင်းနေစိတ်သက်တည်ငြိမ်တဲ့ဘုရားမြတ်စွာရဲ့တပိတာဝကဖြစ်တဲ့ခံမှာတဲ့တပိတော်ဟာတရားဓမ္မကိုချူချူစားစားဆွဲဆွဲမြဲမြဲကိုချင်းတီလာကိုစောင့်တည်တယ်ဆွဲဆွဲမြဲမြဲကုသိုလ်ကောင်းမှုတွေလုပ်တယ်ယဟန်တန်ဃာရစီမေးပြီးတော့တပိတော်ဆွဲဆွဲမြဲမြဲဝိပဿနာကျင့်စဉ်တစ်ခုကိုချင်းချံကြိုးကုပ်အားထုတ်ခဲ့ပါတယ် အဲ့ဒါလို့အထုတ်တုံးကတပည့်တော်ရဲ့စိတ်ထဲမှာဘလို့အောင်မေ့ကမ္မံဘိသတုယံကာယောနေဝအထိတသန္ထနာတပည့်တော်စိတ်တည်းကဘလောက်ထိအတတ်တည်းရောဖြစ်တော်ဆိုရင်ငါခန္ဓာကိုယ်ကြီးပြိုကွဲပျက်စီးသွားခြင်းသောပါစေငါဒီအလုတ်ကိုတော့မလျှောက်ဘူးမဖြစ်ဖြစ်အောင်လုပ်မယ်ပေါ့တရားအထုတ်တာငါလုပ်မယ်ခန္ဓာကိုယ်ကြီးပျက်စီးခြင်းပျက်စီးသွားပါစေ ဘယ်တော့မှလက်မလျှော့ဘူးလုပ်မယ်။ဘယ်တော့မှလက်မလျှော့ဘူးလုပ်မယ်။သိခါပရဏံပင်စနံမေခောသောဝတိကောတိဝော။ငါးပါးသီလကိုတပီးတော့အလေးထားတယ်လုံုံတယ်။ငါးပါးသီလလုံုံယုံနေမကဘူး။မဂ္ဂင်ရှိပါအจิตတရား။မိမိခန္ဓာကိုယ်ပေါ်မှာတပီးတော့ အမှန်မြင်အောင်ဆင်ခြင်စဉ်းစားတယ်တမသင်္ကပ္ပမမကံကံတွေးတော်တယ်တမဝါစာတမကမတတမအာဇီဝမမှန်တွေးတဲ့အတိုင်တပည့်တော်ကိုချင်းတီလာနဲ့ပြည့်စုံအောင်နေတယ်ဘယ်တော့မှ မဟုတ်တာတွေမပြောဘူးဘယ်တော့မှမဟုတ်တာမလုပ်ဘူးအသက်မွေးဝမ်းကြောင်းအတွက်လည်းပဲတရားလက်လွတ်ဘာမှမလုပ်ဘူးတပည့်တော်ဟောမမကံကံအသက်မွေးမှုလုပ်တယ် ။တမာဝါယမတပည့်တော်စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်တပည့်တော်ကြိုးစားတယ်။ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတယ်။ကြိုးစားတဲ့အခါတိုင်းတပည့်တော်ခန္ဓာကိုယ်အမြဲတမ်းတတိထားတယ်။တတိကပ်နေတယ်။တမာတတိစိတ်ကလေးတည်ငြိမ်အောင်တပည့်တော်ကြိုးစားတယ်။တမာတမာတိအဲ့ဒီကနေပြီးတပည့်တော်ဟာအမှန်မြင်ခြင်းဆိုတဲ့တမ္မဒိဋ္ဌိတန်တရာကင်းစင်ခြင်းဆိုတာ တပည့်တော်ရရှိခဲ့ပါတယ်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘာနဲ့ဥပမာတူတော့ဆိုရင်စူးမရှိတဲ့လမ်းနဲ့အလားတူတယ်အလွန်ဖြောင့်ပြီးတော့သူတော်ကောင်းတွေရှောက်လမ်းနဲ့လမ်းမျိုးပါတဲ့အဲ့ဒီလမ်းမျိုးကိုကြိုးစားပြီးတော့တပည့်တော်ရှောက်ခဲ့တာလုံလဝိရိယနဲ့အဲ့ဒီမိမ့်မသားတယောက်အနေနဲ့တပည့်တော်ရလာတဲ့အနေထားတစ်ခုကိုရှင်ပြားပဲစဉ်းစားကြည့်ပါ တပည့်တော်သောတာပန်ဘုရားရောက်ခဲ့တယ်အခုတရားမင်းကြီးရဲ့အရင်နှီးဆုံးမိဖုရားဖြစ်ရတယ်ပေါ့ကုသိုလ်ကောင်းမှုတွေရဲ့ကျိုးကျေးဇူးကိုပြောတာအဲ့ဒါလို့ရှင်မမောကလမထေရကိုသူလျှောက်တာနော်ဒီစကားတွေလျှောက်တာဒီစကားလျှောက်ပြီးတော့ခုနကအစတုန်းကပြောခဲ့တဲ့စကားကိုလည်းပဲသူကပြန်လျှောက်တာအဲ့ဒီစကားကိုအဓိကထားလျှောက် ဒုက္ခအဂတပုံညာဏဣဒ္ဓနတ္တိပရထသာဒုက္ခစကတပုံညာဏဣဒ္ဓစေဝပရထသာအရှင်မြာတဲ့ခြုံငုံပြီးတော့တပည့်တော်မှလျှောက်ထားရမယ်ဆိုရင်တဲ့ကုသိုလ်မလုံတဲ့ပုဂ္ဂိုလ်တွေဖို့လက်ရှိဘဝမှာလည်းအရှင်ပြေဖို့ချမ်းသာဖို့မရှိပါဘူးတဲ့နောက်ဘဝရောက်ရင်လည်းကောင်းစားဖို့မရှိပါဘူး ေကုသိုလ်ကောင်းမှုအရှင်ဘုရားကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာလည်းအရှင်ပြေမှာပဲနောက်ဘဝမှာလည်းအရှင်ပြေချမ်းသာဒုက္ခဆိုတာဘယ်ဘဝမှာပဲဖြစ်မှာပါသူတို့လူချင်းတဲ့ချမ်းသာဒုက္ခရနိုင်ပါတယ်ဒီထဲမှာကြိုးစားအားထုတ်မယ်ဆိုရင်ဓမ္မအတိဉာဏ်နေလေသူတို့ရလာမှာဖြစ်တယ်ဒါကြောင့်မို့သူကတိုက်တွန်းစကားပြောလိုက်သေးတာတေတံတဟပြကာမနာ ကတ္တပံကုတလံဘောဘေဘဝရောက်ရောက်တပည့်တော်တို့တိတတ်တဲ့လူဘဝနတ်ဘဝရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုပဲများများလှုပ်တင်ပါလေကုသိုလ်ကောင်းမှုတွေအများကြီးလှုပ်ရမှာကတ္တပုံညာဟိမောဒန္တိတက်ခေဘောခသမင်ခိနောကုသိုလ်ကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဝမ်းမြောက်ဝမ်းသာချမ်းသာဒုက္ခရမယ် စည်းစိမ်ဥစ္စာတွေအများကြီးနဲ့ပြည့်ပြည့်စုံစုံဖြစ်ပြီးတော့ဝမ်းမြောက်ဝမ်းသာချမ်းသာဒုက္ခကိုခံစားကြရမှာ ဖြစ်ပါတယ်လို့ရှင်မောဂလံမထေမြတ်ရဲ့ဘာလုခဲ့လို့လူတုံးကဘာတွေလုခဲ့လို့ဒီလိုဗမိတ်မှန်နဲ့စည်းစိမ်ချမ်းသာတွေရတာလဲဆိုတဲ့မိကုံးကိုပြန်ကြားလျှောက်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီဗိမ္မာန်ရှင်တို့ရဲ့ပြန်ကြားလျှောက်ထားချက်ကိုအခုတိုင်မှတ်သားနာယူချပြီးတော့ ဘုန်းကြီးတို့တည်းအားလုံးတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ရရှိလာတဲ့ဘဝမှာကုသိုလ်ကောင်းမှုဆိုတာလုပ်ဖြစ်အောင်တတိထားပြီးတော့ကြိုးစားအထောက်ကြဖို့ဒါနကောင်းမှုလုပ်ရမယ်သီလကောင်းမှုလုပ်ရမယ်ဘာဝနာကောင်းမှုလုပ်ရမယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတို့တဏ္ဍာမှာစင်စက်မပြတ်ဖြစ်အောင် တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ကြိုးစားအားထုတ်မှသာလေတို့လိုချင်တဲ့ချမ်းသာဒုက္ခဆိုတာဒီဘဝမှာလည်းရမှာပဲနောက်ဘဝမှာလည်းရဒီလိုကုသိုလ်မှာမရှိလို့ရှိရင်တို့ဘဝတန်ဖိုးမဲ့တဲ့အနေထားဖြစ်ပြီးတော့ချမ်းသာဒုက္ခရမှာမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းအတိုင်းမှန်ကန်တဲ့ယုံကြည်ချက်နဲ့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း